မင်္ဂလာပါကချင်ဝေးသတင်းဌာနကအပစင်တနင်္လာနေ့ကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်တော်မယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေ့စဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ်။သတင်းအစီအစဉ်တင်ဆက်သူမယူဆမ်းမဲဖြစ်ပါတယ်။ဒီခဏခါလေးငါတို့ဒီခဏလက်ကတောက်ကတောက်တော့ရှင်ရောလို့ကတောက်တော့ချင်းကတော့ ကံဦးထိန်းချုပ်ထားတဲ့ဝိုင်းမုံမြို့နယ်စရုံးမြို့စီနဲ့ရဲစခန်းဟောင်းနေရာကိုစစ်ကောင်မရှင်ကဒီကနေ့မိုးလယ်နေ့နာရီလောက်မှလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်အရက်သားအစုလိုက်တေဆုံးထိခိုက်မှုရှိကြောင်းဖြစ်စဉ်တရှိသူတို့ကပြောပါရယ်ရဲစခန်းမှာကြာလာကအထိခိုက်မရှိဘူးဈေးထဲမှာကတော်တော်များနိုင်တယ်ကျွန်တော်မြင်တဲ့အလောင်းတောင်9ရောက်ရှိတယ်လို့သတင်းရင်းမြစ်တအူကပြောပြပါရယ်တိုက်ပွဲဖြစ်ွားခြင်းမရှိတဲ့ဝိုင်းမော်မြို့နယ်ကမိုင်တီနယ်ဆက်လမ်းမပေါ်မှာရှိတဲ့မြို့နယ်ခွဲအစင်းရှိစရုံးမြို့ရယ်ကို ဘုံသုံးလုံးကျဲချခဲ့တာကြောင့်ဈေးဆိုင်ခန်းနဲ့လူနေရင်ပျက်စီးမှုတွေရှိပြီးကြောင်းတက်နေတဲ့အချိန်ဖြစ်လို့အရသာထိခိုက်တိုက်ဆုံးမှုတွေရှိပြီးဒဏ်ရာရသူတွေများနိုင်တယ်လို့တည်ထားရပါတယ် ဘုံကျဲတိုက်ခိုက်ခဲ့တဲ့နေရာတွေဟာပြည်သူတွေတွာလာလှုပ်ရှားနေတဲ့လူနေစုရဲ့မြို့ရင်းနေရာတွေဖြစ်တဲ့အတွက်အရက်သားထိခိုက်မှုများပြားနိုင်ကြောင်းဒေသတရင်းရင်းမြစ်တွေကဆိုကြပါရတယ်။အွန်လိုင်းပေါ်လက်တလောပြန့်နှံ့လာတဲ့တပ်ပုံနဲ့ဗီဒီယိုတွေအရကလေးငယ်တအုပ်နဲ့အမျိုးသားတအုပ်အပြင်နောက်ထပ်ထိခိုက်ဒေဆုံးသူတွေရှိနိုင်နေကြောင်းတွေ့မြင်ရပါတယ်။အလားတူပဲစစ်ကောင်မရှင်နဲ့ခေါလံဘူးပြည်သူစစ်တွေထိုးစစ်ဆင်နေတဲ့လန်ဆယ်ဒေသကိုလည်းစစ်ကောင်မရှင်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သေးတယ်လို့စီရင်နီဆက်တဲ့တရင်းရင်းမြစ်ကဆိုပါရတယ်။လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားနေတဲ့လိုင်စင်တောင်ကျောနေရာမှာဖြစ်တာကြောင့်အရဲသားပြည်သူထိခိုက်မှုမရှိနိုင်ကြောင်းသိထားရပါတယ်။စတင်မာ22ရက်နေ့ကလည်းလန်ဆယ်ကျေးရွာအတွင်းကိုလေရင်ပုံချခဲ့တာကြောင့်အရဲသား၃ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ကံဦးရဲ့ပြန်ကြားရေးတရင်အရကချင်ပြည်နယ်ဝိုင်းမော်မြို့လမြန်ကျေးရွာဘက်နဲ့ခတ်ချိုတာဆန်းကျေးရွာဘက်တွေမှာနေတိုင်းလိုလိုတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်မရှင်ဘက်ကဒရုန်းလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေရှိနေတယ်လို့သိရပါဗျာ။ ကချင်ပြည်နယ်မြကြီးနားမြို့မှာမနေ့ညနေပိုင်းကအမျိုးသမီးငယ်တအူဓာထိုးတက်ခံရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။မြကြီးနားစီတာပေါ်ရက်ကွက်ဆူတောင်းပြေဖရားအနီးကလမ်းကြားမှာလူတက်မှုဖြစ်ပွားခဲ့တာလို့အခင်းဖြစ်တဲ့နေရာအနီးမှာနေထိုင်တဲ့သူတို့ကဆိုပါရယ်။ရက်ကွက်ထဲကတော့မဟုတ်ဘူး။တခြားကနေမှာတခြားကနေလာချိန်တော့အဲ့ဒီလိုဖြစ်သွားတာနေမှာပေါ့။ကောင်လေးကကြိုတင်တက်ဖို့ရည်ရွယ်ထားတဲ့နေမှာဒါပါပါတယ်ဆိုတော့လို့ပြောပြပါရယ်။ တပ်ဖြတ်ခံရသူအမျိုးသမီးနဲ့တရက်ခံအမျိုးသားတို့နှစ်ဦးဟာစကားအငင်းခုန်ဖြစ်ခဲ့ကြသေးတယ်လို့သိရပါဗျ။သမီးစားဟုတ်မယ်ထင်တယ်။သူတို့စကားများကြရင်လည်းထိုးတက်သွားတာဆွဲကြိုးလက်စွပ်တွေတော့ရှိနေတယ်လို့သတင်းရင်းမြစ်ကပြောပါဗျ။တေဆုံတို့အမျိုးသမီးဟာနာအောင်လေပင်နဲ့မေယိုအဆက်မှာဓာတ်ဆိုင်ဝင်တရားကြောင့်တေဆုံသွားခဲ့တာဖြစ်ပြီးတော့အခြားအသေးစိတ်အချက်လက်တွေကိုတော့မသိရသေးပါဘူး။အာနာသိန်းကာလာအတွင်းခိုးမှုလူရက်မှုနဲ့ဓာတ်ထိုးတက်ဖြတ်မှုတွေပုံမှန်အဖြစ်များလာတဲ့မြစ်ကြီးနားမြို့မှာမြို့နေပြည်သူတွေဟာ တရားခဏ်တွေကိုကိုထူကိုတော့ဖမ်းဆီးအပြစ်ပေးခြင်းတွေပြုလုပ်နေရတာကိုတွေ့လာရပါတယ်။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြမ်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။